ြမပြည်သူလူထုအားစစ်အာဏာရှင်ကြောင့်စစ်ပေးကပ်ပေးအထွေထွေကုံစည်းနှုံကြီးမြမှုဒဏ်တွေကိုနှိမ့်စင်နဲ့အမျှရင်ဆိုင်နေရပါတယ်2025ခုနှစ်မတ်လ28ရက်နေ့မှာမြန်မာနိုင်ငံအတွင်းလှုပ်ခတ်သွားတဲ့ဖြတ်အားပြင်းငလျင်ပေးကြောင့် အသက်အိုးအိမ်စီးစိမ်ပျက်စီးခြင်းဒုက္ခတွေနဲ့အကျန်းဖတ်စစ်တပ်ရဲ့လေကြောင်းမှဘုံကျဲတပ်ဖြတ်မှုဒဏ်တွေပါအလူအလဲခံစားနေရတယ်ခလေးသူငယ်အမျိုးသမီးများ အပါအဝင် အသက်အရွယ်မရွေး အသက်ဆုံးရှုံးမှုဘာသာရေးဆိုင်ရာယဉ်ကျေးမှုအမွေအနှစ်များ ဆုံးရှုံးမှု လမ်းပန်းဆက်သွယ်ရေးပျက်စီးဆုံးရှုံးမှုတွေဟာ ငွေကြီးနဲ့တိုင်းတာလို့မရတဲ့ကြီးမားတဲ့ဆုံးရှုံးမှုတွေပါ။ဒါတွေအားလုံးရဲ့တရားခံဘသူလဲ၊သူလဲ၊သူလဲ၊သူလဲ။မိမိအာနာမြဲရင်ပြီးရောဆိုတဲ့စစ်အာနာယူလူတစုရဲ့လူမဆန်တဲ့လောဘရမတ်တွေကြောင့်မိဘပြည်သူတွေဟာကြားရောက်လာတဲ့ တဘာဝဘေးအန္တရာယ်အပေါ်မှာကြိုတင်ကာကွယ်ခွင့်အချိန်မီအသက်ကယ်ဆယ်နိုင်ခွင့်တွေဆုံးရှုံးနေရတယ်။ဒီဆုံးရှုံးမှုတွေကိုအချိန်မီပြန်လည်ကုစားနိုင်ဖို့အရေးပေါ်အထောက်ပံ့အကူအညီတွေလိုအပ်နေတဲ့နေရာဒေသအသီးသီးအတွက်နိုင်ငံအရရက်က STB ၊ရွေဦးတီ SCF အသုံးပြုသူမိသားစုများရဲ့ စုပေါင်းပါဝင်မှုတွေနဲ့အတူလူသားချင်းစာနာမှုအကူအညီပေးရေးရန်ပုံငွေမြင့်တင်မဲ့ကမ်ပိန်းကိုလုံခြုံစိတ်ချရတဲ့ပြည်သူ့ဘဏ် SDB မှ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနနဲ့ချိတ်ဆက်ပြီးတော့လိုအပ်တဲ့လုပ်ငန်းစဉ်တွေအတိုင်းနှောင့်နှေးမှုမရှိဘဲကူညီဆောင်ရွက်သွားမှာဖြစ်ပါ ြည်သူမှပြည်သူထံသို့တိုက်ရိုက်စီစဉ်နိုင်ပြီးမှတ်တမ်းဂုံပြုလွှာကူပါရရှိနိုင်မဲ့ SCF campaign ကိုဧပြီလ17ရက်နေ့အထိကောက်ခံသွားမှာဖြစ်တဲ့အတွက်အတိမိတ်ဆွေတွေကိုလည်းဖိတ်ခေါ်တိုက်တွန်းပြီးကုညီသောလက်တဆုံဖြစ်ရအောင်မြေငလျင်တဘာဝပေးထောက်ပံ့စာနာကုညီပေးဖို့အခုပဲအတူတူဝိုင်းဝန်းလှူဒန်းပါဝင်လိုက်ကြရအောင်